မီးရဲ့ဝိညာဉ်နဲ့သူအောင်ပွဲခံသွားနိုင်နေဖြစ်တဲ့အင်ဒရက် PSG နေပြလူဝစ်အင်ဒရက်ကဘာဇနာကိုကိုက်တဲ့ကေရုံးကချန်ပီယံလိဂ်တချင်ရှုပ်ခုဖဲ့ပွားတယ်။ အသက်54နှစ်အရွယ်စပိန်သား UCL Championship ကိုနောက်ထပ်တစ်ကြိမ်ထပ်မံကန်မြောက်လို့ဒေတာကြောင့်အခုလိုပဲအရင်ဖွင့်ပြပါရစေ။ကျွန်တော်မှာဖွန်ပြားကြောင်ကောင်းမွန်တဲ့အမှတ်တရရရှိမှုတယ်။ကျွန်တော်တမီလေးကပါတီပွဲတွေအရင်ကြိုက်တယ်။အလက်ရှိချိန်လေးလည်းသူပဲနေရာရောက်ပါတီဝင်ရဲနေအောင်မယ်ဆိုတာတေးချပါရစေ။ဘာလို့မှချင်းမနေရဲ့ Channel လေး Final တော့ကဆိုရင်ကျွန်တော်နဲ့သူနဲ့ရိုက်ခါရတဲ့ဘက်ကိုမှတ်မိပါသေးတယ်။ Channel လေးရသွားပြီးတော့ဘာလို့မြခင်ပြင်ပေါ်မှာ Barcelona လန်တော့တမီလေးကကန်နှောက်နေတယ်။ PSG မှာလည်းအဲ့လိုဖြစ်ရမျိုးနောက်ထပ်တစ်ခါထပ်မံကြုံတွေ့ချင်ပါသေးတယ်။ကျွန်တော်တမီလေးကဒီလောကထဲမှာတက်ရှိထင်ရှားမရှိတော့ပါဘူး။ တစ်ဖက်မှာတော့သူရဲ့ဝိညာဉ်ကတော့ရှင်တန်ကြံ့ဟင်းနေအောင်မှာပါအဲ့ဒါကျွန်တော်တို့အလိုရေးပါပါတယ်ဘောလာကျွန်တော်ကိုပေးရတဲ့အရာတွေနဲ့ရှေးဆက်ဖို့ကြုံလာတဲ့မြတ်မိသားစုနဲ့အတူမျှဝေဖို့စိတ်ရခွာကျွန်တော်ကပိုင်ဆိုင်ထားပေးတာပါလူတိုင်းလူတိုင်းပါပျော်ရွှင်စရာကောင်းမွန်နှပ်ပါတဲ့ခိုင်တက်နေနှစ်သက်ကြပါတယ်ဒါပေမဲ့အဲ့ဒါတွေနဲ့အတူရေးချည်အချက်ကဝန်ထမ်းချကိစ္စတွေကိုချော်ခတ်နိုင်အောင်တည်ဖို့ပါပဲကျွန်တော်တို့မိသားစုတွေကတနေ့မှပြန်ဆောင်တွေးချပါပါဆိုပြီးတော့နောက်ဆက်ကောကိုနေတုံးကအယုတ်ကင်စာကြောင့်ဘွာတော်ကူပြောင်းသွားတယ်တမီးလေးအတွက် channel လေးပလာနောက်တစ်ချိန်ရယူလို့နေပါတယ်အခုတော့သူ့ရဲ့အိမ်မက်တွေပြေးသွားသေးတော့ပြီ